ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ဒီပုံမြင်လေးကတင်ပေါ်တတ်သက်စာကိုပြောင်းလဲစေနိုင်တယ်။နောက်မှနောက်နာမရအောင်အခုပဲဒီပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်အောင်လိုက်ရှင်။တခါတော့ကစိမ့်လန်းစုပြင်းနေတဲ့တတော်ကြီးရဲ့မှာငါကလေးတကောင်ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပါရစေ။သူမရဲ့အတန်ဟာအရန်ကိုချုံမြိန်လွန်နိုင်ကြောင့်မနက်ခင်းတိုင်းတတော်တစ်ခုလုံးကတက်ပင်တွင်နေတဲ့ တရိစံတွေအလုံးကသူမတခြင်းဆိုရာကိုနားထောင်မှုရက်တက်ငိမ့်သက်သွားကြပြီးအကောင်လုံးကလည်းသူမကိုနှစ်သက်ကြပါရယ်နေတိုင်းငှက်ကလေးဟာဝေးဝေးပြန်တမ်းပြီး စားဖို့အင်းဆက်ပုံမွားတွေရှာဖွေခဲ့ပါရယ်ဒါဟာပင်မနဲ့အလုပ်ဆိုပေမဲ့သူမကတော့ဒီလိုလုပ်ရတာကိုပျော်ရွှင်နေခဲ့ပါရယ်တနေ့မှသူမဟာလေသမားတယောက်တက်သားတက်တာတစ်လုံးကိုသေးပြီးတတော်ရင်လာတာကိုမြင်လိုက်တာကြောင့်ဆက်စရဲသဘောနဲ့ ငါကလေးကဆင်းလာပြီးတက်တာထဲမှာပါရှိလဲလို့မေးမြန်းလိုက်ပါတယ်။လေသမားကတက်တာထဲမှာအင်ဆက်ပုံမာတွေရှိရဲလို့ပြန်ဖြေခဲ့ပြီ။သူဟာဒါရီကိုဈေးကိုပို့ရောင်းကအမွေအတောင်တွေကိုဝယ်ယူဖို့သွားနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ငါကလေးဟာခဏစဉ်းစားပြီးတဲ့နောက်လေသမားနဲ့သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။သူမဟာလေသမားကို သူမရဲ့အမွေအတောင်တွေပေးမယ်။အဲဒီအစားသူမကအင်းဆက်ပုံမာတွေကိုရမယ်။ ဒီလိုဆိုရင်လည်းသမားဟာဈေးကိုသွားစရာမလိုတော့သလိုသူမကလည်းအစာရှာဖွေစရာမလိုတော့ဘူးပေါ့လေသမားဟာဒီသဘောတူညီချက်ကိုလက်ခံလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးဒီရောင်းဝယ်ဟာဆက်ဖြစ်နေခဲ့ပါတယ်ငါကလေးဟာအမွှေးတောင်တစ်ချောင်းပေးပြီးအလွဲတကူအစာရရှိခဲ့ပါတယ်သူမမှပြန်တန်းဖို့ဒါမှမဟုတ်ရုံးကန်လှူရှားဖို့မလိုတော့ပါဘူးတို့ဝိမဲ့အခြေအနေတွေဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ် သူမရဲ့အမွေးတောင်တွေဟာနေပါလာခဲ့ပြီပြန်တန်းရတာပိုခက်ခဲလာတာကိုသူမသတိထားမိလာပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာအားနည်းနေသလိုခံစားရပြီးသူမရဲ့ချုံမြင့်တဲ့တေးတာဟာလည်းအရှင်လိုမဟုတ်ပဲကြမ်းတမ်းလာပါတော့တယ်သူမဟာခဏပင်ပန်းနေတာဖြစ်ပြီးမကြခင်ပြန်ကောင်းသွားမယ်လို့သူမကိုသူမယုံကြည်အောင်ကြိုးစားခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ငှက်ကလေးဟာအမွေးတောင်တစ်ချောင်းမှမကြံတော့တဲ့အပြင် ပြန်အောင်မပြန်တန်းနိုင်တော့ပါဘူး။ဆိုလိုတာကသူမစိတ်ကြိုက်ရှာကျင်နေဆိုရင်တော့အင်ဆက်ပုံမတွေကိုရှာလို့မရနိုင်တော့ပါဘူး။လေသမားကလည်းသူမမှသူ့ကိုပေးစရာဘာမှမရှိတော့တဲ့အတွက်သူမကိုအစာပေးတာရက်ခဲတာကြောင့်ငတ်ကလေးဟာနေ့တိုင်းပူပေါ်ပြီးအားနေလာခဲ့တဲ့အပြင်တဲ့တော်တွေကဘသူကမှအရင်လုံးသူမအပေါ်ခရီးဆိုင်မှုမရှိတော့ပါဘူးတိတ်တဆိတ်နဲ့ပဲတနေ့မှသူမတည်ဆုံသွားခဲ့ပါတယ်နောက်ဆုံးအနေနဲ့ပုံမြင်လေးတွေကသင်္ကန်းစားကတော့ တင်းရဲ့စွမ်းအောင်ဒါမှမဟုတ်တင်းရဲ့အတောင်ပိုင်းတွေကို တစုံတစ်ယောက်ရဲ့အစဉ်ပြေးမှုဒါမှမဟုတ်တင်းငယ်တဲ့တတောင်တတာရှိမှုလေးတွေနဲ့မလဲမီဖို့ပါပဲ။ဘာကြောင့်လဲဆိုတော့တင်းရဲ့အတောင်ပိုင်းတွေပါရမီစွမ်းရင်ကြိုးစားမှုနဲ့စိတ်ဓာတ်တွေဟာတင်းရဲ့ကိုယ်ပိုင်းလက္ခဏာဖြစ်နေလို့ပါ။ခက်ခဲရဲဆိုရင်တော့တင်းဆက်ပြန်တန်းရမယ်။နေကိုရဲဆိုရင်တော့တင်းဆက်တက်သွားနေရမယ်။အားကြောင့်လဲဆိုတော့တင်းကိုရိုင်းစူးစမ်းအားထုတ်ပြီး ထိတ်ဆုံးကိုရောက်တဲ့အခါမှသာကောင်းငင်ဟာတင်းရဲ့ကိုဝိုင်ကောင်းငင်ဖြစ်လာမှာမဟုတ်ပါပဲအခုနာတော်တာစင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေတင်ကန်းစာတစ်စုံတစ်ခုရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့တွေရနေ့စဉ်ဘဝအမော်ရီကြတွေကအတင်းစရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မမို့ချမ်းမြေပါစီ YouTube Channel လေးကို Like and Subscribe လေးလုပ်သွားဖို့မမေ့ကြပါနဲ့ရှင်။